ောနောကင်ကအာကနိုင်ဆိုတာကဝိုင်ရိကရွန်နေမိုဘိုင်းလက်ကျန်ကအမ်လန်လက်တွေနဲ့အတူတူပါပဲ။ကိုကဟီးရိုးတွေအိုက်တမ်တွေအကြောင်းဘယ်လောက်ပဲနားလည်နေပါစေ။အာကနာတွေကိုအခြေခံတော့နားမနေတော့ဆိုရင်ဂိမ်းဆော့တဲ့အခါမှာတခြားသူတွေထက်အခြေတလန်အမြင်နောက်ကျနေမှာဖြစ်ပါရဲ့။အာကနာတွေဆက်တက်ဖို့ဆိုရင်အရင်ဆုံးဟီးရိုးအကြောင်းသိချနားလည်ရပါမယ်။ကိုဟီးရိုးကဘယ်လိုမျိုးလဲအမားဆော့မယ်ဟီးရိုးလားဒါမှမဟုတ်စကေးကနားကသုံးဖို့လိုတဲ့ဟီးရိုးလားတကယ်လို့စကေးကနားကသုံးရမယ့်ဟီးရိုးဆိုရင်ကုလောင်းဗလက်ရှင်အာကနာနဲ့တွဲဆက်ရမယ် တကယ်လို့အမားဆိုရမယ့် hero ဆိုရင်ဂျပန်တိုဘေးရဲ့အာကနာကိုဆက်ရမယ်။အဲအဲ့လိုမျိုးကိုယ်ကိုင်မဲ့ hero ရဲ့အကြောင်းတရားသိမှအဆင်ပြေတဲ့အာကနာကိုရွေးပြီးတော့ဆက်တက်မှာပါ။ဗီဒီယိုလေးမစားခင်ကြီးညာလေးရင်ဝင်ရင်ပါတယ်။တကယ်လို့ brother တို့က honor gain token တွေကိုအတန်ဆုံးနဲ့အမြန်ဆုံးဝယ်ယူခြင်းနဲ့ဆိုရင်တော့ Turbo Gaming Store ရှိပါတယ်။ဒီမှာဆိုရင် HUG token ပြင်မှာ Mobile Legend Diamond ပတ်ကြည် UC နဲ့တခြား game မောင်းများစွာရဲ့အင်ငယ်အိုက်တန်တွေကိုတနေရာထဲမှာ24နိုင်တဲ့အချိန်ပြီးဝယ်ယူလို့ရပါတယ်။ ဝယ်ယူခြင်းနဲ့ဆိုရင်တော့ browser မှာ turbogamingstore.com လို့ရိုက်ရှာပြီးတော့ဝယ်လို့ရတယ်လို့ Telegram မှာလည်း app turbogaming ball လို့ရိုက်ရှာပြီးတော့ဝယ်လို့ရပါတယ်။အကောင့်ဖွင့်ဖို့ဖွင့်ဒီကိုတော့ description နဲ့ comment မှာ link ချပေးရပါတယ်။ issue game မှာက arcana ကိုအယောင်၃မျိုးနဲ့ခွဲပေးရပါတယ်။အနီးရောင် arcana တွေကအဓိကအဖြစ် damage ကိုတိုးပေးပြီးအပြောင်း arcana တွေကတော့အများအဖြစ်သွေးပြန်ဖြည့်ပါတယ်။အစင်းရောင် arcana တွေကတော့ defense ကိုတိုးပေးပါတယ်။သူတို့ရဲ့အလုံးလုံးပုံအလိုက်ကိုမှအသေးစိတ်ထပ်ပြီးခွဲလိုက်မယ်ဆိုရင်အုပ်စုရှိခုအကြည့်ရှိပါတယ်။ အထက်စ်ကိုတိုးပေးတဲ့အာကန်နာ HP ကိုတိုးပေးတဲ့အာကန်နာဒက်ဖန့်ကိုတိုးပေးတဲ့အာကန်နာဘက်ဆောင်သုံးအာကန်နာတွေးပြန်တက်စီတဲ့အာကန်နာအတက်စပီတိုးပေးတဲ့အာကန်နာ critical damage တိုးပေးတဲ့အာကန်နာနဲ့ pirs တိုးပေးတဲ့အာကန်နာတို့ဖြစ်ပါတယ်ကျွန်တော်တို့ကဒီနေရာမှာဘယ်အာကန်နာတွေကဘယ်လို effect တွေရှိရဲဆိုတာကြည့်လို့ရပါတယ်အာကန်နာမှာပါတဲ့ effect ကကိုကိုင်းမဲ့ hero နဲ့တင့်တော်မဲ့ဆိုရင်အဲ့ဒီအာကန်နာကိုယူသုံးလို့ရပါတယ် ဥပမာဟိုးကြီးဆိုရင် attack speed နဲ့ critical damage လိုရဲ့ maximum hero ဖြစ်တာမို့လို့ attack speed နဲ့ critical damage တိုးပေးတဲ့အာကဏာတွေဆက်ဖို့လိုပါတယ်။ပြီးရင်တော့နောက်ဆက်တွဲအာကဏာတွေဖြစ်တဲ့သွေးတက်တာတို့ physical attack တိုးပေးတာတို့လိုအပ်ရင်လိုအပ်သလိုထပ်ထည့်လုပ်ရပါတယ်။အာကဏာတွေရဲ့အလုပ်လုပ်ပုံကြောင့်သိပြီဆိုရင်သူတို့ကိုဘယ်လိုအစဉ်မြင်ရမလဲဆိုတော့ပြပြပေးရမယ်။ခုနကပြောခဲ့တဲ့အာကဏာတွေကိုပူကျန်းလာဖို့ဆိုရင် level 1နေပြီးတော့5အထိအစဉ်မြင်ပေးရပါမယ်။ level 10တက်တိုင်းမှာအာကဏာတွေကပူပြီးကျန်းလာမှာဖြစ်ပြီးတော့ အာကနာတွေအစင်းမြင့်မှုဆိုရင်တော့အာကနာ fragment တွေလိုပါတယ်အဲ့ဒါတွေကိုတော့ပွဲတွေဆော့ပြီးလဲရှာလို့ရသလိုဒီအပေါ်နာအပေါင်းတွေနှိပ်ပြီးတော့လဲ coin တွေဒိုင်းမွင့်တွေလဲလို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်အစမ်းအနေနဲ့ fighter တွေကတွန်းဆိုတဲ့ hero ကိုအာကနာဆက်ပြရမယ်ဘလူဘေးကအခေါ်နဲ့ဆိုရင်တော့ damn ပေါ့လေ okay သူကအမားဆော့ရတဲ့ hero ဖြစ်တာမို့လို့ပြေးဖို့များပြီးတော့ပူမာမဲ့အာကနာမျိုးဆက်ရပါမယ် နေရောင်ထဲမှာဆိုရင် physical attach တွေ attack speed တိုးပေးတဲ့အာကန္တာတွေများတယ်ဆိုပေမဲ့သိပ်ဆိုတဲ့အာကန္တာမှာက physical defense ကို2.3နဲ့ man hp ကို33.7အထိပေါင်းဝေးပြီးတော့ attack speed က1%တိုးပေးတာဆိုတော့အနီရောင်အာကန္တာတွေထဲမှာသူကတွန်းတဲ့ life ဖက်ဆုံးအာကန္တာဖြစ်ပါတယ်။အဲ့ဒါကြောင့်အနီရောင် slot 10ခုမှာ10ခုလုံးအဲ့ဒါကြီးပဲဆက်ပါမယ်။အပြိုင်အောင်အာကန္တာတွေထဲမှာဆိုရင်လည်းအဲ့အတိုင်းပဲ ဝေးစရာအများကြီးရှိတဲ့နေရာမှာ harmony ဆိုတဲ့အာကန္နာက max hp နဲ့ movement speed ကိုတိုးပေးပြီးတော့5စက္ကန့်တိုင်းပြန်တက်တဲ့သွေးကို plus 5 5 2တိုးပေးထားဆိုတော့တွန်းတဲ့ဒေါ်လေးကိုလိုက်ဖက်ပါတယ်။နောက်ဆုံးအစင်းရောင်အာကန္နာကတော့ defense အာကန္နာဖြစ်လို့အမာဆော့ရင်သူတွေအနေနဲ့အဆင်ပြေရွေးဆက်လို့ရတယ်ဆိုပေမဲ့ကျွန်တော်တို့ကတွန်းကိုသွေးဖို့ရချင်တာဖြစ်လို့ max hp ကို37.5အထိတိုးပေးတဲ့ vice ဆိုတဲ့အာကန္နာကိုသုံးပါမယ်။အဲ့ဒါအပြင်သူ့မှာ cooldown reduction 0.6%နဲ့ပါပါသေးတယ်။ ။ဒါကြောင့်အစိမ်းရောင်အာကန္နာမှာ၁၀ခုလုံးကို5ပဲထည့်ပါမယ်။ဒါဆိုရင်တော့သွမ်းတက်သွေးများပြီးတော့မာတဲ့အာကန္နာရပါပြီ။ဒါကကျွန်တော်အစမ်းဆက်ပြပေးထားတာပါ။အခြားဟီးရိုးတွေလည်းအဲ့လိုမျိုးလိုက်ကြည့်ပြီးတော့ဆက်လို့ရပါတယ်။ဒါတော့ဆိုရင်တော့အာကန္နာအကြောင်းတည်သွားလောက်ပြီလို့ထင်ပါတယ်။မရှင်းတာရှင်ကိုမမမေးသားခဲ့လို့ရပါတယ်။ဒါနဲ့ issue key နဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေမှာ channel တွေလိုချင်နေဆိုရင်အခုပြထားတဲ့ box issue key မှာ channel ဆိုတဲ့ပြီမှာလာဝင်လို့ရပါတယ်။ PC လေးတွေကလူကြိုက်များမလို့အမြန်ဆုံးလာဝင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရက်လိုက်ရအောင်အဆုံးထိကြည့်ပြီးခဲ့ကြတယောက်ရှင်နေကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုကြမှာပြန်ကြည့်ရပါဦး